သားကြီးတရားဝရီခရိုင်လူတို့ခြေပြုဖို့ဌာနတွင်ကမ္ဘာတဝမ်းပလတ်စတစ်ညဉ့်ညံမှုအဆုံးသတ်ရေးစုပေါင်းအဖြစ်ဆောင်ရွက်ပြီးအသိပညာပေးတော်ရှို့ကိုစွန်လ2ရက်နေ့နနက်9:00နာရီကကျင်းပခင်ရခင်ပြည့်စည်ုံမှာတော်တဲ့နူအေးနဲ့ခဲပဝင်းချင်းထိန်းသိမ်းဦးစီးဌာနမှာတော်စုမြတ်တနာဖွဲ့တို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်။ မင်္ဂလာပါဆရာမရှင်မင်္ဂလာပါရှင်ဟုတ်ကဲ့ပါဆရာမဒီကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေဖြစ်ပေါ်လာမှုအကြောင်းကိုလည်းသိချင်ပါတယ်ဆရာမရှင်ဟုတ်ကဲ့ပါရှင်ဒီကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေကိုပေါ့နော်နှစ်စဉ်ဇွန်လ9ရက်နေ့မှာပြုလုပ်ရတဲ့အကြောင်းရတာပေါ့နော်1982ခုနှစ်ဇွန်လ9ရက်နေ့မှာဆိုလို့ရှိရင်ပေါ့နော်စပီဒင်နိုင်ငံစတော့ဟ ோம் မြို့မှာကုလသမဂ္ဂအမတ်ကကတည်ပြီးတော့ကြီးမှုပြီးတော့ပထမဆုံးအကြိမ်လူသားပတ်ဝန်းကျင်ညီလာခံကိုကျင်းပခဲ့ပါတယ်ဒီညီလာခံမှာဆိုလို့ရှိရင်ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေကိုကမ္ဘာနိုင်ငံများပူးပေါင်းပြီးတော့ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်နိုင်ရန်ဆိုပြီးတော့စုဝေးကျင်းပတယ်ပေါ့နော်ဒီတမန် ဝင်ညီလာခံတရက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီညီလာခံကျင်းပတဲ့ဇွန်လ9ရက်နေ့ကိုကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ်သတ်မှတ်ကျင်းပခဲ့တာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမရှင်ဒီ2025ခုနှစ်မှာပေါ့နော်ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ့်မဲ့ဆောင်မှုနဲ့ပေါ့မြန်မာနိုင်ငံနေမှာကျင်းပမယ်ဆိုတာကိုလည်းသိချင်ပါတယ်ရှင် ဟုတ်ကဲ့ပါရှင်ဒီယခုနှစ်ပေါ့နော်ဒီ2025ခုနှစ်ဇွန်လ9ရက်နေ့မှာကြာရောက်မဲ့ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကိုကမ္ဘာတဝမ်းပလတ်စတစ်ညဉ့်ဉန်းမှုအဆုံးသတ်ရေးစူပေါင်းအဖြစ်ဆောင်ရွက်ပေးဆိုပြီးတော့ Ending Plastic Pollution Globally ဆောင်ပုံးနဲ့ပေါ့နော်အပြင်ဆိုင်ရာအထိမ်းပန်းတွေအခမ်းအနားကိုတော့ကိုရီးယားသမ္မတနိုင်ငံဂျဲဂျူအထူးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသကနေပြီးတော့အင်ရှင်အဖြစ်လက်ခံကျင်းပတော့မှာပဲဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ပါဆင်မဒီယခုနှစ်ပေါ့နော်ဒီ WED စောင်းဖို့ကပေါ့ကမ္ဘာတော်ဒီ plastic ညီညာမှုနဲ့ပတ်သက်ပြီးတော့တောင်းတဲ့တရက်တွေတောင်းတဲ့တွေဖြစ်လာနိုင်လားဆင်မရှင် အဟုတ်ကဲ့ပါရှင်ဒီယခုနှစ်ပေါ့နော်ဒီ WD စာမုတ်ကပေါ့နော်ဒီကဘာတဝမ်း plastic ညံ့ညမ်းမှုနဲ့ပတ်သက်ပြီးတော့အပြောင်းအလဲတရဖြစ်စင်နိုင်ပါတယ်ဒီ2024ခုနှစ်ပေါ့နော်နိုဝင်ဘာလကဒီ plastic ညံ့ညမ်းမှုအဆုံးသတ်ရေးရဲ့ပေါ့နော်အရေးပါမှုနဲ့ပတ်သက်ပြီးတော့ကိုရီးယားသမ္မတနိုင်ငံမှာကျင်းပခဲ့တဲ့ပင်လယ်ပတ်ဝန်းကျင်အပအဝင်ပေါ့နော် plastic ညံ့ညမ်းမှုဆိုင်ရာတွေကိုပေါ့နော်ဒီအစိုးရချင်းချင်းနှိမ့်နိုင်ရေးကော်မတီရဲ့ပြဿနာအကြံများအစည်းအဝေးမှာဆိုလို့ရှိရင်ဒီနိုင်ငံတကာ plastic ညံ့ညမ်းမှုဆိုင်ရာပေါ့နော်တရားဝင်စည်းနာမှုရှိတဲ့သဘောတူညီချက်တစ်ခုပေါ်ထွန်းလာရေးအတွက် ညှိနှိုင်းပေါင်းစပ်နေမှုတွေအရဆိုလို့ရှိရင်ဒီယခုနှစ်ပေါ့နော်ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကိုမိမောင်းထိုးပြပြီးတော့ထင်အပ်စေမှာပဲဖြစ်ပါတယ်ရှင်ကဲပါဆင်ပါဒီမျက်မှောက်ခေပေါ့နော်ပေါင်းဝင်ဆိုင်ရာဒီစိတ်ငြိမ်းချမ်းမှုအဆုံးသက်ရေးအတွက်ပေါ့နော်ဘယ်လိုတွေဆောင်ရွက်မယ်ဆိုတာကိုလေးပြောပြပေးပါဦးရှင် ဟုတ်ကဲ့ပါရှင်ဒီ plastic ညဉ့်ဉန်းမှုอ่ะဆိုလို့ရှင်ပေါ့เนาะဒီကဘာမြေအတွက်ပေါ့เนาะစိုးရိမ်ခွေရစိန်ခေါ်မှုတရက်ဖြစ်တယ်ပေါ့เนาะဒါပေမဲ့လည်းပဲဒီမြန်မာခေတ်ပတ်ဝန်းကျင်မှာဆိုလို့ရှင်ဒီစိန်ခေါ်မှုတွေအနေနဲ့ပေါ့เนาะအဲ့ဒီအနေနဲ့နေမှာဆိုလို့ရှင်ဒီ plastic ညဉ့်ဉန်းမှုอ่ะတော့ပေါ့เนาะဒီဖြည့်ရှင်းရရနိုင်ခြင်းအများဆုံးရှိတဲ့စိန်ခေါ်မှုတရက်ဖြစ်ပါတယ်ဒီ plastic ညဉ့်ဉန်းမှုကင်းစင်ရေးတွေဆောင်ရွက်တဲ့အခါမှာဆိုလို့ရှင်ရာသီဥတုပြောင်းလဲမှုချော့ချရေရေရှည်တည်တံ့နဲ့ထုတ်လုပ်မှုနဲ့စားသုံးခြင်းနောက်ပင်လယ်သမုဒ္ဒရာတွေကိုကာကွယ်ထိန်းသိမ်းခြင်းခရီးစနစ်တွေပြည့်ပြည့်ထိန်းသိမ်းခြင်းနဲ့ဇီဝမျိုးစုံမျိုးကွဲတွေထိန်းသိမ်း င်ခြင်းအပါအဝင်ပေါ့နော်ဒီစဉ်းစားမပြတ်ဖွံ့ဖြိုးတိုးတက်ခြင်းရွယ်ချက်တွေကိုအောင်မြင်ဖို့အတွက်အရေးကြီးတဲ့ပံ့ပိုးကူညီမှုတစ်ခုလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ခိုင်မာတဲ့မိဘအဖွဲ့အစည်းတွေနောက်တစ်ခါကျတော့အစိုးရအဖွဲ့အစည်းတွေစီးပွားရေးလုပ်ငန်းရှင်တွေနဲ့အရေးပဲအဖွဲ့အစည်းတွေအားလုံးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် plastic ညံ့မှုအဆုံးသတ်ရေးကိုဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာဒီနောက်ဆုံးမိကုအနေနဲ့ပေါ့နော်မြန်မာနိုင်ငံရဲ့ဆောင်ရွက်ချက်တွေကိုလည်းသိချင်ပါတယ်ဆရာအဟုတ်ကဲ့ပါရှင်ဒီမြန်မာနိုင်ငံအနေနဲ့လဲပေါ့နော်ဒီ2025ခုနှစ်ကမ္ဘာပေါင်းရဲ့ထိန်းသိမ်းရေးနဲ့ဆောင်ဖို့အတိုင်းပဲ plastic ညံ့မှုကင်းစေရေးလုပ်ငန်းတွေကိုပေါ့နော်အချိန်မြင့်တင်စ စာရွက်နိုင်မှုအတွက်ဆိုလို့ရှိရင်အသိပညာပေးအနေနဲ့ဆိုလို့ရှိရင်ကျမတို့အနေနဲ့ကမ္ဘာပိုင်းဝန်ကြီးထိန်းသိမ်းတဲ့အထက်မှအခမ်းအနားတွေကျင်းပခြင်းနဲ့အတူအစိုးရအဖွဲ့အစည်းတွေစီးပွားရေးလုပ်ငန်းရှင်တွေနောက်အရက်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ခြင်းအသိပညာပေးလုပ်ငန်းတွေဆောင်ရွက်ခြင်းဖြစ်ပေါ်လာဒီကမ္ဘာပိုင်းဝန်ကြီးထိန်းသိမ်းရေးလုပ်ငန်းတွေကိုအရှိန်အဟုန်မြင့်နဲ့ဆောင်ရွက်သွားမှာပဲဖြစ်ပါလိမ့်ရှင် ဟုတ်ကဲ့ပါဆရာမရှင်အခုလိုမျိုးအသိပညာမျှဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာမရှင်ဟုတ်ကဲ့ပါရှင်ကျမတို့အနေနဲ့လည်းပဲဒီတန်တိုင်းနဲ့ပြည်သူ့ဆိုင်ဦးကြီးဌာနနဲ့ပူးပေါင်းပြီးတော့ဒီလိုအသိပညာလေးတွေပေါ့နော်မျှဝေခွင့်ရတဲ့အတွက်ကြောင့်မလို့အထူးပဲကျေးဇူးတင်ရှိပါရှင်ဟုတ်ကဲ့ပါဆရာစောဘတ်တော်ဆွေးနွေးမှုတို့ကို Surety Page တွင်လွှင့်တင်ဆောင်ရွက်ထားကြောင်းသိရပါတယ်ရှင်